ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တဲချိတ်ရှင်ဘိုပရာလောကဇလံမိကမလားစင်လူသူများအတွက်မားရဲ့ BMS Channel ကနေကြိုဆိုလိုက်ပါတယ်။ BMS Channel မှာတင်ပြပေးမယ့်ဇလံလေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလံအစ်တွေတင်နိုင်မှသိရှိနိုင်လို့ဗီနာအနုတီခေါလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ရှင်။ဒီကနေ့ကျွန်မတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမေစိန်နဲ့ ၁၄ရွာမှာကန်ဆိုးရှာသူဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။တကြီးဥတိုက်သည်ဆလင်းရွာကိုစတီတီထောင်ခဲ့တဲ့တကြီးမျိုးရိုးဖြစ်တဲ့လေယာမီများစွာကိုလည်းပိုင်ဆိုင်ပြီးတားဖြစ်သူနှစ်ယောက်ကဥဆောင်ကလောက်ကင်နေခဲ့ကြတယ်။တားကြီးနှစ်ယောက်ဖြစ်တဲ့လှကြုံနဲ့လှမော်အပြင်စောင်းတစင်နဲ့လှတစင်ဆိုတဲ့အမွာသမီးနှစ်ယောက်လည်းရှိသေးတယ်။အမွာလို့ဆိုတော့လေစောင်းတစင်ကလှတယ်။လှတစင်တည်းကစောင်းတစင်လောက်မှလှရှာပြီ။ ။စောင်းတစင်ကအသားဖြစ်တော့လဲ။လှတစင်ကအသားမဲတယ်။စောင်းတစင်ကအပြောအဆိုချိုးသားတော့လဲ။လှတစင်ကအပြောအဆိုကြမ်းတမ်းလှတယ်။စောင်းတစင်ရဲ့မိဘများနဲ့အကိုဖြစ်သူတို့အပေါ်၌ရှင်ကြီးတိမ်မွေသူဖြစ်တဲ့အလျောက်မိဘများနဲ့အကိုဖြစ်သူတို့ကစောင်းတစင်ကိုအချစ်ပေါ်ကြလေ။စောင်းတစင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့လှတစင်တီကရုပ်ရည်မလှတော့လဲ။အလွန်အလှပကြိုက်တယ်။စောင်းတစင်ကရှီယာလီနဲ့လှအောင်ဝစ်တက်တော့လေ။လှတစင်ကတော့ပေါ်သမျ လှပစံပိဆိုရာများကိုသာဝဲဝဲတယ်။မိဘများကငွေကြေးတနိုင်သူများဖြစ်တာကြောင့်လှတစဉ်ဝဲသည်များကိုမညီတွာပဲဝဲခွင့်ပေးကြ යි ။ထို့ချက်ကြောင့်လှတစဉ်သည် မြို့ပေါ်လူကြုံရှိရဲ့ခါတိုင်းအထည်စံများပေါင်တာများမျက်နှာချေစသည်တို့ကို အမြဲမှတ်တတ်ပေး။တမီးလှတစဉ်ညီလေဝဲနိုင်လို့နဲ့အေးညီမကြည့်စမ်းအမေတို့ကဝဲပါငါတမီးရဲ့လို့ပြောတာတော့တလားတတဲ့တော့မဝဲရှောင်းအဲ့လိုများတော့အမေဖြစ်လက်ကြည့်ကြအောင်မလို့ရှာတာပါအေး ကို့အမအတူယူစမ်းပါလို့အမေဖြစ်သူဒေါ်တင်မလိမ္မာစီရန်ပြောလေရဲ့။ဟုတ်အမေတို့ပြောလိုက်ကျုပ်ကပဲတမိဆိုးကျုပ်ဖြစ်လို့အမေသမီးဘဲဝဲမလဲ။သူကလှတာကိုတော့ကျုပ်ကလှမမလှတာဒီတော့လှအောင်တော့ဝယ်ရမှာပေါ့။ငါတမိရဲ့ညီးလို့ကျင်တာဝယ်နေ။အဲ့လို့ဒါမှမဟုတ်လဲလို့လို့ကို့အမပေါ့။အခုတော့ဖြစ်ညီးရအမဖြစ်သူပဲမိတွေပြီးလိုက်နေတယ်လို့ဖြစ်နေရဲ့လေ။မသိဘူးတော့ကျုပ်လို့ကျင်မှာလှမှာပေါ့မေရဲ့။အမေတို့နဲ့စိတ်ညစ်လိုက်တာ လှသစင်ဟာထို့တို့ပြောပြီးရွာရဲသို့ထွက်သွားတော့တယ်ဒေါ်တင်မခမရလင်းတမိဖြစ်သူကြည့်ပြီးတက်ပြင်းသာချနေမရော်ရင်လှသစင်ရဲ့စိတ်အတွင်းထဲမှာတော့စောင်းသစင်အပေါ်၌မကြည်မနဲ့ဖြစ်နေသည်များကပုံ၍စိုးဝါလာခဲ့တယ်ထို့ထဲမှာတောင်ထွန်းရွာမှာရောက်လာခဲ့တဲ့ဖွားမဲစင်တို့နဲ့အတူပါလာတဲ့မောင်အောင်ဆိုသူကလည်းလှသစင်သဘောချမိရင်သူတို့အမြင်၌လဲသူမအပေါ်၌အမြင်ကောင်းစီဖို့အမဖြစ်သူနဲ့အတူကုညီကလှုပ်ပေးခဲ့တယ် သို့တော်လှတဲ့စဉ်အတွက်ရှင်ထဲမှာမကြည်နပ်မှုပုံများလာစေသည်ကမောင်အောင်ရဲ့အကြည့်များသည်စောင်းတဲ့စဉ်တည်းမှာမခွာရဖြစ်တဲ့စောင်းတဲ့စဉ်ကိုယ်တိုင်ကလည်းမောင်အောင်အပေါ်၌သဘောကျနေသည်ကိုလှတဲ့စဉ်ရှိမိရဲ့ထုတ်ဖော်မပြောတော့လေအမားဖြစ်သူအားရန်သူတယောက်ကဲ့သို့အညိုထားခဲ့လျော်တယ်။တရက်၌လှတဲ့စဉ်ဟဲ့လှတဲ့စဉ်။အော်ကိုသိန်းမလှတဲ့စဉ်ရွာရဲအလဲသွားခိုက်သူ့ရဲ့အနောက်မှာအပြေးလိုက်လာသူမှာသင်းမောင်ဖြစ်နေခဲ့တယ်။လှတဲ့စဉ် နေရလေဟာငါခေါ်နေရကြားလာပြီမကြောက်လားကျုပ်မကြားလို့ပါကိုသေးမောင်ရဲ့ကဲပြောဘာကိစ္စလဲကိစ္စကိစ္စတခြားမဟုတ်ပါဘူးဟာငါနဲ့အကူအညီတောင်းကြင်လို့ပါအကူအညီတောင်းမလို့ဟုတ်လားကိုသေးမောင်ဘာများအကူအညီတောင်းကြင်တာလဲဟိုဟုတ်လေဟာငါပြောရမှာအားနာလေဟာလောက်တစင်ကသေးမောင်ကိုမျက်မှောင်ကြုံပြီးကြည့်လိုက်တယ်ကိုသေးမောင် ပြောကြရှိရပြောပါကျုပ်ကိုအားမနာစမ်းမနဲ့အေးပါဟာ နေဘက်ကတော့ဒီလိုစကားပြောမှတော့ငါလည်းရဲရဲပြောမယ်ဟာငါလေနေမှစောင်းတစင်ချစ်မိနေလို့အဲ့ဒါငါ့ကိုကူညီပေးပါဟာလို့ပြောပြီးသူ့အိမ်ထဲမှာစာလေးတစ်စောင်ထုတ်ရပေးလေလာတစင်ဒေါသထွက်တယ်။သူမကြော်ပြီးအမဖြစ်သူမြေတားစာပေးသူက၁၄ရွာ၌အပြုံများဝိုင်းချိုက်နေရတဲ့တင်းမောင်ဖြစ်နေခဲ့တယ်။လာတစင်ငါပြောရကြလားနေကူညီပေးမှာလားကိုတင်းမောင်ပြောနေတဲ့စကားများသည် လှတဲ့စင်းနားတဲ့တို့တန်ရေပူများလောင်းချတဲ့ကဲ့သို့ဖြစ်နေခဲ့တယ်။ပေးပေးကြောက်ယူသွားပေးမယ်။လှတဲ့စင်းကတေးမောင်လက်ထဲမှာစာအုပ်ယူကလှဲ့မကြည့်ပဲထွက်သွားတော့တယ်။တေးမောင်ကတော့ပီတိများဖြစ်ကြံ့ရက်လေးရဲ့သို့တော်ထိုစာအားစောင်းတဲ့စင်းမရခဲ့ပေ။လှတဲ့စင်းကတော့အမားဖြစ်တော့မပေးဘဲထိုစာအားတင်ထားခဲ့လေးရဲ့။ထိုးနောက်ပိုင်းနိုင်လဲလှတဲ့စင်းသည်တေးမောင်ကိုစာပေးစာယူကူညီပေးဟန်ဆောင်ခဲ့တယ်။တော့ကိုလာကျော်ကျွရွာထဲမှာတရင်တစ်ခုကြားနေရတယ် မတင်းကြီးကကိုလာကျော်ပြောလေလာကျော်မှာတခြားသူမဟုတ်ဆောင်းသစင်တို့ရဲ့အကူအကြီးဆုံးဖြစ်တယ်လာကျော်နဲ့မတင်းကြီးတို့ကငဲချစ်များဖြစ်တဲ့အလျောက်မိဘများကလည်းသဘောတူကမင်္ဂလာဆောင်ပြီးအိမ်ခွဲနေကြသူများဖြစ်တယ်ဘာတရင်များကြားလို့လဲမတင်းကြီးဘာတရင်ရမှာလဲကျုံမောင်နဲ့တော့နှမတို့ချစ်ကြိုက်နေကြတဲ့ဟေးကျုံနှမဆိုတော့ဘသူများတော့ဟာဘသူကမှလဲဆောင်းသစင်ပေါ်တော့ဟုတ်လို့လားကွာကျုံနှမဒီလိုမလောက်လောက်ပါဟော သူတို့လည်းငယ်တော့တာမှမဟုတ်တာချစ်ကြကြိုက်ကြမှာပေါ့တော့တဘောရောဘလို့ရှိလဲမေးမောင်နေဆိုရင်တော့တဘောမတူစရာမရှိပါဘူးကွာဒါပေမဲ့ကျုံနှမကိုကျုပ်တိချမေးကြည့်စမ်းမအောင်မင်းကိုလကျော်ကနှမဖြစ်သူနှမျောရှိုင်းဒါကြောင့်စောင်းတစင်ကိုတူတူတတိမေးရှိုင်းမိစားညီမချစ်သူကြီးသားရှိနေပြီလားကျုပ်ကဘယ်ချစ်သူကြီးသားရှိရမှာလဲကိုကြီးရဲ့ဘယ်ရပါ යි များကြားလာပြန်တာတော့မဟုတ်သေးပါဘူးဟာနေမဟုတ်ပဲတော့ ရွာတဲ့ကိုဒီတရင်ထွက်မှာမဟုတ်ဘူး။ငါရှင်းရှင်းမင်းမင်းပဲ။နေနဲ့ငါမိမတင်းကြီးရဲ့မောင်တင်းမောင်တို့ကြိုက်နေကြရဲဆို။မဟုတ်တာရီတော့ကျုပ်ကဘာကြောင့်သူ့နဲ့ချစ်သူဖြစ်ရမှာလဲ။ငါနှမနေမလိန်နဲ့ဟာအကိုရအမှန်တိုင်းပဲပြော။အကိုရမကန့်ကွက်ပါဘူးဟ။အကိုကြီးကျုပ်ကမဟုတ်တာမဟုတ်ပါဘူးလို့အမှန်တိုင်းပဲပြောနေရလေ။ဒါဘာလို့များကို့နှမမယုံရလဲတော့။ဆောင်တဲ့စင်ရလေမိမိကိုမယုံရလိမလားဆိုရဲစိတ်ဖြိတ်လှကြောစိတ်ကြောရဲ လကြွားလေးနှမဖြစ်သူရုံမာတော်လေရွာထဲ၌ပြတ်နက်နေတဲ့တရင်ကြောင့်ရုံရခက်ဖြစ်နေခဲ့တယ်။ဒါကြောင့်ရောက်ဖတ်တော်ဆက်တဲ့တင်းမောင်ကသာသွား၍မေးရတော့တယ်။တင်းမောင်မေးရငါရောက်ဖတ်ဆိုပြီးမယ်ငါမင်းပေါ်မှာညီအရင်တယောက်လိုသဘောထားတာမင်းသိပါရဲ့နော်။ဟုတ်ကဲ့ကျုပ်သိပါရဲ့ကို။အေးဒါဆိုရင်တော့မင်းကိုငါမေးချင်တယ်ကွာ။မင်းအမှန်တိုင်းပဲဖြေ။ဘာကြောင့်များလဲကိုမေးပါ။ကျုပ်သိရဆိုဖြေပါမယ်။အေးတခြားမဟုတ်ပါဘူးကွာ။ ရွာထဲမှာသတင်းတွေအားလည်းပြတ်နေရောမေးရတာပါ။မင်းနဲ့အကိုနှစ်မဆောင်းတဲ့စင်တို့မြစ်တာမျှနေကြရဆိုအဲ့ဒါဟုတ်သလား။တင်းမောင်ကလှကြောမျက်နာပူသွားတယ်။ဟိုလေးကိုတုတ်ကိုစိတ်မဆိုးပါနဲ့ဗျာ။အကိုမေးရတဲ့အတိုင်းအမှန်မှာကျုံနဲ့အကိုနှစ်မဆောင်းတဲ့စင်တို့မြစ်တာမျှနေကြပါ။ဟေးမေးရဟုတ်တယ်ဆိုတော့ဒါအမှန်ပေါ့လေ။ဒါဆိုရင်မိဆောင်ကဘာလို့များညင်းနေရလဲ။အကိုနှစ်မရှက်လို့ထင်ပါရဲ့။ကျုံမလေးမအကိုကျုံအမှန်ပြောတာပါ။အေးလေ။ ြည်လို့ဆိုရင်လည်းအကိုဘက်က တားစရာအကြောင်းမရှိပါဘူး။ဒါမှိတ်ကွာအကိုနှမလေးလူပြောစရာဖြစ်တာမျိုးတော့အကိုမလို့ဂျုံကနေမင်းအမနဲ့တိုင်မင်ပြီးလူကြီးဆောင်ရနဲ့တောင်းရမို့ပြင်းမော့ကွာ။အကိုတကယ်ပြောရနော်။တုတ်ကအကိုနှမယူချင်တာမှတပိုင်းတည်လို့ဗျာ။အကိုနှမဘက်ကသာအဆက်ပုံနေလို့ခုတီခီးကြီးမရောက်ဖြစ်နေရတာဗျ။အေးကွာအကိုသဘောတူပါရဲ့။လှကြောကတေးမောင်ကိုနှမဖြစ်သူနဲ့သဘောတူလေ။တေးမောင်ကလည်းအမဖြစ်သူဖွင့်ပြောပြီးစောင်းသူစင်ကိုတောင်းရန်ပို့လောက်တော်ရဲ တောင်ရံနေနေ၌ဒေါသများကိုမြို့သိမ့်ထားရသူမှာလှသစဉ်ဖြစ်နေခဲ့တယ်။လှသစဉ်ကအမားဖြစ်သူဟန်ဆောင်ပြီးတင်းမောင်ကိုအပြေပြန်ပေးခဲ့ခြင်းဖြစ်တယ်။တင်းမောင်ဘက်ကအပြေနိုင်ချင်းတွေ့ခြင်းမသည်လို့ပြောတိုင်းလဲလှသစဉ်ကရှက်ရွေမတွေ့နိုင်ပါလို့အလိမ်မာသုံးကညှဲ့တတယ်။အခုတော့သူမစားခဲ့ဇလန်သည်သူမရှင်ကို ကွဲချီစေတော့တယ်။ဒီတခါတော့ကျုပ်တို့အလှဲ့ပဲပြုတ်။တကြီးတို့ရဲ့သမီးစောင်းသစဉ်နဲ့ကျုပ်တို့သားတင်းမောင်တို့ကလူငယ်ချင်းလဲမြစ်တာမျှနေကြရဲဆိုတော့ မင်္ဂလာရှိအောင်မင်္ဂလာစကားလေးလာပြောတာပါဗျာတင်းမောင်ရဲ့ဖေကထိုးထိုးပြောတော့စောင်းတစင်မျက်လုံးပြူးသွားတယ်တင်းမောင်မြတ်တာမရှိတော့စောင်းတစင်အတွက်မင်္ဂလာပွဲအားလက်မခံနိုင်ပြီဒီမှာကိုတင်းမောင်တော့ဘက်ကလူကြီးတွေဘလို့စကားတွေပြောထားတလေတော့ကြုံမသိကျုံနဲ့တော်နေရဘယ်တော့မှများချစ်သူကြီးစာဖြစ်သွားရလေကျုပ်ဘက်ကတော့လည်းမချစ်သလိုဟောရီတောင်းရံပွဲကိုလည်းလက်မခံနိုင်ဘူးလို့စောင်းတစင်ကထပြောလေရောလာတစင်ရဲ့မျက်နှာ၌ကျေနဲ့အပြုံလေးပေါ်လာခဲ့တယ် တမိဆောင်တစဉ်ကြီးထိုင်စံအဖကျုံနဲ့တူအချစ်သူမဟုတ်ဘူးကျုပ်တို့လည်းမချစ်ဘူးသူလိန်ညာနေရဘာရဲ့ဆောင်းတစဉ်ကဒေါသများထွက်ပြီးအသားများပဲတဆတ်ဆတ်တောင့်ကြည့်နေခဲ့တယ်မောင်သေးမကျုပ်တမိပြောတာဟုတ်သလားတကြီးဦးတိုက်ကမရောအံ့ဩနေတော့သေးမောင်သည်ကျုပ်မညာပါဘူးဗျာကျုံနဲ့ဆောင်းတို့ချစ်သူရေးစားဖြစ်တာနှစ်လလောက်ရှိပါပြီကျုပ်မညာပါဘူးတကြီးဟာဆောင်းနေပါဖြစ်ညာလဲနေမင်းကောင်ချစ်တယ်ဆိုလို့ စောင်းတစင်ကိုပြောလေဘိုက်ပြောနေရလေတင်မငါးနှစ်ကိုချစ်တယ်ဟုတ်လားအိမ်မက်မက်မနေစမ်းမနဲ့နင့်ကဘယ်တော့ငါမှမချစ်ဘူးဒီကနင့်မိပါရင်နင့်ခေါ်ပြီးငါတို့အိမ်ကနေပြန်မငါဒီချက်စိတ်မဆိုးချင်ဦးတင်မလူကြီးများကမိတို့ပြောရမည်မှမသိရောပဲတင်းမောင်ကလည်းမျက်ရည်များကျနေသလိုစောင်းတစင်ကလည်းဒေါသထွက်နေခဲ့တယ်အဖေတို့မိတော့ပါကြုတ်ကိုမယုံသလိုမကြည့်ကြစမ်းမနဲ့ဗျာအမေတို့မယုံလှတစင်ကိုမေးကြည့်ပါသူသိရဲ့ဗျာ အားလုံးရဲ့အကြည့်များလာတဲ့စင်ကြီးရောက်လာခဲ့တယ်။တမိငယ်ဟုတ်လားမောင်သေးမောင်ပြောတာဟုတ်သလားဤလာတဲ့စင်မှာမိမိစီတို့ဥတီလာမိကွန်များကြောင့်အကြက်ရိုက်သွားခဲ့တယ်။ကောက်ကျစ်တော့အကျင့်ရှိသူပြပြဟုတ်ပါအမေမမဆောင်တဲ့စင်ကိုသေးမောင်စာပေးပါလေ။ကျုပ်ကမမစီရဆောင်ကိုသေးမောင်စီပြန်ပေးရပါလေ။ကျုပ်တည်ရတော့ဒါပါပဲ။ဗာအငယ်မနေနေကောင်တော့ရက်တယ်။ဆောင်းတဲ့စင်ဒီညမဖြစ်သူလောက်ရက်ကိုတည်သွားခဲ့တယ်။ အဖြစ်ရတော့ရှင်းနေရပဲဗျခမားတို့တမယာကြုတ်တာကစားနေရပဲဗျမိန်းကလေးတမင်းမချစ်မနစ်တပဲဒီလိုတော့မလုပ်သင့်ပါဘူးဗျဟုတ်ပါရဲ့ရှင်ကြုတ်တော့ကြုတ်တော့သားလျာများမှားနေသလားလို့အခုတော့မိန်းကလေးဖြစ်ပြီးတော့တင်းမောင်ရဲ့မိဘများကစောင်းသက်စင်ကိုအပြစ်ဖို့ကြတယ်တကြီးဦးတိုက်တို့လင်းများနဲ့လှကျော်တို့လင်းများကခေါင်းငေါ့၍ငိမ့်နေကြတယ်ဒီမှာကျုံနှမစောင်းသက်စင်ကဘယ်တော့မှမမောင်းမားကျင်မှာခမားတို့သားပဲမှားလိမ့်မယ်ကဲဗျာ ခမရတို့တော့ကျုံနမမချစ်ပါဘူးလို့ပြောနေပြီပဲခမရတို့ပြန်ကြတော့ဗျာအကိုဖြစ်တဲ့လှမောင်ကနမဖြစ်သူစောင်းတစင်ဘက်မှကာကွယ်ကပြောလေစောင်းတစင်ကလည်းမိမိတိတ်ခါချရလိမလားလို့ဒေါသများဖြင့်တခုတော့မှတ်သွားကြပါဒီနေ့ရှင်တို့တွေကြောင့်ကျုပ်စိတ်ဆင်းရဲရတယ်လို့ရှင်တို့တွေလည်းကျုပ်လိုစိတ်မဆင်းရဲကြပါစီနဲ့လို့ပြောလိုက်လေတင်းမောင်တို့မိဘများလည်းစိတ်ဆိုးမှန်ဆိုးဖြင့်တင်းမောင်ဆွဲခေါ်ပြီးပြန်သွားခဲ့တယ် တင်းကြီးကတော့ယောက်ျားဖြစ်သူလက်ကိုဆွဲပြီးစောင်းသစီကိုတစ်ချက်စိုက်ကြည့်ကပြန်သွားတော့လေ။အိမ်ပေါ်ထနိုင်မိမိတို့မိသားစုသားရှိခိုက်။လောက်မော်ကလာသစီရဲ့ပါကို သူ့ရဲ့လဝါဖြစ်ရိုက်ချလိုက်လေ။လောက်မော်မိဘလို့လှုပ်လိုက်တာလေ။အခုကြုတ်ကိုဘာလို့ရိုက်ရရလဲ။ဘာလို့လဲဟုတ်လား။အခုဖြစ်သွားတဲ့ကိစ္စမှာနေရဲ့ပယောကမကင်းဘူးဆိုတာငါသိရဲ့လာသစီ။နေဟာကို့အမောင်တော်လှုပ်ရက်တဲ့ရှုံ့ညံ့တဲ့မိန်းကလေးပဲ။လောက်မော်စကားကြောင့် တကြီးဦးတိုက်တို့လင်းများလေအခြေအနေကိုနားလေသွားကြ යි အဖကျုပ်ကိုအဲ့လိုမျက်လုံးနဲ့မကြည့်နဲ့ကျုပ်ဘာမှမလုပ်ဘူးသူရှုပ်လို့ဖြစ်တဲ့ကိစ္စပါတော့ကျုပ်နဲ့မဆိုင်ပါဘူးလှတစင်ကသူမဟုတ်ကြောင်းငင်းလေဒေါ်တင်မာတီကမျက်ရည်များကြာလျက်လှတစင်ညိအေးညိအကြောင်းငါတို့သိတယ်လို့စောင်းတစင်အကြောင်းလည်းငါတို့သိရဲ့ညိမို့လို့အေးလောက်ရလိုက်တာလှတစင်ရဲ့လို့ပြောကငုံလေရော်တယ်တကြီးဦးတိုက်ကတော့ တောက်တချက်ခောက်ပြီးအောက်ထက်သို့ဆင်းသွားခဲ့။ဆောင်းတစဉ်တီကမိတီစကားမှမပြောတော့ဘဲမိမိအခန်းထဲသို့သာဝင်သွားခဲ့တော်တယ်။လှတစဉ်နင်သတိသာထားနေရော့နောက်တခါဆိုရာရှိလာနင်ငါလက်နဲ့တိတ်ပြီးသားမှတ်ထား။လှမောင်ကလည်းနှမဖြစ်သူကျင်းဝါထိုင်။လှတစဉ်ခမည်းသူများမကောင်းကြံမိရာကြောင့်ကို့ဘာသာပြန်ခံလိုက်ရလေ။စလင်းရွာတွင်နိုင်လေစောင်းတစဉ်နဲ့တင်းမောင်တို့ရဲ့တရင်များကပြန့်နှံ့သွားခဲ့တယ်။စောင်းတစဉ်လေးတနာပါရဲ့ တင်းမောင်ရုံမာတာဟဲ့ဟုတ်ပါရဲ့တော့မင်းကလေးကမချစ်တောင်သူ့ကိုယ်သူအဟုတ်မှတ်ပြီးသွားတောင်းရရင်လို့ဒါအပြင်မင်းကလေးဘက်ကတော့တိတ်ခါချလိုက်သေးရဲ့ရွာထဲ၌အဖြစ်မှန်ကိုတရားမသိကြဘဲတင်းမောင်ကသာဝိုင်း၍အပြစ်ဖွဲကြတယ်အဓိကတရားခံမှာလှတဲ့ချင်းဆိုတော့ကတော့မသိကြရှာပြီကိုလကျော်ကျုံမောင်လေးရောဘဝဆုံးမပြီတော့မင်းမောင်ဘာများဖြစ်လို့လဲမသိကြဘာလို့ဒီလောက်တော့ကများနေရလဲ။ဘာဖြစ်ရမှာလဲ။နေရှိတရွေတောက်လိုက်တဲ့အရက်က လူရုပ်တောင်မပေါ်တော့ဘူးရှင်။အရက်ထဲမှာလည်းပြောသမျှအတင်းနဲ့ကျုံမှအစိုးကြီးပဲ။တော်နမတော့သူတော်ကောင်းမကြီးပေါ့။မတင်ကြီးမိစကားတွေလွန်မလာနဲ့နော်။ငါနှမအကြမိထံငါသိ။ငါနှမဘယ်တော့မှမလိမ်တက်ဘူး။မိဘပေါ်တိတက်ပြီ။ငါတို့ပေါ်ရိုသေးရဲ့ကလေးကွာ။အမလီကြားကြသေးရဲ့လား။သူနှမသူတော်ကောင်းမကြိုကြ။ရှင်းမနေလိုက်တာများတော့ဒီမြောက်တော့ရန်တွေရောက်တွေ့လို့အမှားရဲ့တော့တော်တော်မင်းနဲ့ငါစကားဆက်မပြော လှကျော်လည်းမိမဖြစ်သူစိတ်ဆိုးပြီးအိမ်မှထွက်လာခဲ့တော့တယ်။လှကျော်တို့လင်းမြားလဲထိုကိစ္စကြောင့်မကြာခဏရပ်ဖြစ်ကြရတယ်။တရက်မှာတော့တင်းမောင်ဆုံးမိတယ်ပြို့တင်းမောင်ပိုးထီလို့ဆုံးမိတဲ့။ဟာဘလို့ဖြစ်ရလဲ။အရက်မှုမှုနဲ့သွားရင်းလာရင် မွေးကိုတက်နှင်းပြရတဲ့။ကောင်းလေးတနာပါရဲ့ဗျာတနာပါရဲ့။ဟုတ်ပါရဲ့တနာပါရဲ့ဟဲ။တင်းမောင်တယောက်ပိုးထီလို့ဆုံးရှာပြီးကြံရှိရဲ့မိပါများနဲ့မတင်းကြီးတို့ခင်ဗျားတော့ မောင်ဖြစ်သူအတွက်ယူကြုံမရဖြစ်ကြရရှာရဲ့ကျုပ်သားဆောင်းသစဉ်တက်တာပါတော့ကျုပ်သားလေးကိုဒင်းတက်တာအမလီဆောင်းသစဉ်ရဲ့ညီဖြစ်ကျင်တယ်လို့ဖြစ်ရပြီလေကျင်းနေရဲ့လားသူတော်ကောင်းမကြီးရဲ့ဆောင်းသစဉ်ဆုံးမညီကျင်တယ်လို့ငါတို့တမျိုးလုံးစိတ်ဆင်းရဲနေရပါပြီရင်းကျင်နေပါ၏ဆောင်းသစဉ်ကိုတင်းမောင်ရဲ့အတော်များကပါအွန်ဟစ်ဆဲဆိုနေကြတယ်လှကျော်မှာတင်းမောင်အတွက်စိတ်မကောင်းဖြစ်ရတော့လေမြမဖြစ်သူဆဲဆိုနေ၍ထိုနေရာ၌မနေချင်တော့ပဲ မိဘများအိမ်တို့သာ ပြန်လာခဲ့တော့တယ်။ရွာထဲ၌လည်းတင်းမောင်ရဲ့အမျိုးများကစောင်းသစဉ်ကိုအပြစ်ဖွဲကြတယ်။ဒင်းရဆုံးမပါ၏။ဒင်းကျင်လုံးငါတို့တူလေးသိရတာ။မဟုတ်တာတော့စောင်းသစဉ်လေးကအေးရှာပါ၏။တော်တို့ပြောသလိုစုံမမဟုတ်ပါဘူး။ရွာသူတချို့ကလည်းစောင်းသစဉ်ဘက်မှကာကွယ်ရေးပြောကြတယ်။ဒါကြီးမင်းအိမ်မင်းမပြောင်းတော့ဘူးလား။ကျုပ်မပြောင်းခြင်းသေးပါဘူးပါယာ။အဲ့ဒီမှာနေတာတက်ကျုပ်ဒီအိမ်မှာပဲနေရတာပိုစိတ်ချမ်းသာတယ်။ အေးပါကွာအဘလည်းမင်းတို့နဲ့စိတ်ညစ်ပါမင်းတို့ညီမလည်းအိယာတဲ့အောင်မထနိုင်အောင်ဟိစေးစရာလေးပါလေးတယ်သွားပြေးမအောင်ကွာကျုပ်သွားပြေးမယ်ဗျစောင်းတဆင်ကအိယာတဲ့မှာမထနိုင်ဖြစ်နေပြီနှာကြောကစေးစရာသွားပြေးရင်ဒေါ်တီမခမသမီးဖြစ်သူနဘေးမမခွာပဲပြုစုပြီးရှာတဲ့အိမ်လုံးစိတ်ဆင်းရဲနေခိုက်နှာတဆင်သည်ရွာထဲရှိတက်ထုံးဆိုသူနဲ့ခုံးရလိုက်ပြေးလေခွေးမလိုက်စရာရှာလို့ကွာ အရက်သမောက်မှာလင်တော်ချင်းနဲ့ခွေမှာနေပါစီဒင်းထိုင်နဲ့ဒင်းကံပဲတကြီးဦးတိုက်ကလှတဲ့ခြင်းကိုစိတ်ချိုးလာ၍အိမ်ကြီးပေမနေခိုင်းတော့ပဲလှတဲ့ခြင်းမှာလေသူများမကောင်းကြံကိုပဲခံဆိုသလိုလင်ဖြစ်သူအရက်သမားနဲ့ရိုက်နှံနှိပ်စက်ခြင်းကိုသာခံနေရတော့တယ်လေဖြစ်သူအရက်သမားရဲ့ရိုက်နှံနှိပ်စက်ခြင်းကိုသာခံနေရတော့တယ်။လှတဲ့စင်ရဲ့အဖြစ်ကမိဘတင်မကမောင်နှမအများကပါသူ့ကိုပြစ်ပယ်ထားခင်ရတယ်။ရွာရင်းမှာညံ့ညံ့ဆိုရင်မမေကောင်ကြီးတကောင် တွေ့နေရတယ်။ ကျုပ်တွေ့မိရတော့စောင်းတစဉ်ဝေးထိုင်အကောင်များလားဟဲ့သူကဆုံးမဆိုဒါတော့ကျုပ်တို့လည်းတေချာမသိဘူးတေချာစောင့်ကြည့်မှဖြစ်မယ်မမဲကောင်ကြီးတကောင်ဒီရွာထဲ၌လှက်ပတ်သွားလာနေခဲ့ထိုကောင်ကြီးသည်စောင်းတစဉ်တို့ချန်ဝိုင်းတဲ့စီမှာညတကောင်ရဲ့အချိန်ရောက်တိုင်းထွက်လာတတဲ့ရွာသားတချို့ကလည်းတေချာစောင့်ကြည့်ကြတယ်အရေးမမဲကြီးကအိမ်တအိမ်ရှိ၌အချိန်တော်တော်ကြာအောင်ရက်နေတတဲ့ထိုအရေးမမဲကြီးရက်နေရဲ့အိမ်ဒီနောက်တနေ့နဲ့နဲ့တော့ရောက်သည်နှင့် ိမ်ရှိလူတယောက်ဖျားနာတတဲ့။တကြိမ်မဟုတ်တွေ့လာကြတော့ရွာသူရွာသားတွေရဲ့စိတ်ထဲ၌စောင်းတစဉ်ကိုစုံမလို့လက်ခံလာကြ၏။အမလီစုံမဆိုတာသိချပါ ਈ တော့။တင်းရတရွာလုံးကိုပြုတ်စားနေရ။လူဝတာနေ့ဆိုနေမကောင်းပြောတယ်။ညဆိုပစိုးကြူချုံပြီးရွာရဲလျှောက်သွားနေရတော်ရဲ့။ဟုတ်တယ်ဟုတ်တယ်ဖြစ်နိုင်တယ်။ကျုပ်တို့ရမှာစုံမဆိုတာမျက်ရင်အပြည့်ရှိနေသည်ရ။အခုမှသိချသိရ ਈ တော့ကြိုင်မလွယ်ဘူးနော်။ကျုပ်တို့တခုခုလုံမှာဖြစ်တော်မူ ကျွာရင်းလိုက်ပြန့်နေတဲ့တရင်ကြောင့်တကြီးဥတိုက်ခမသမီးဖြစ်သူအတွက်စိုးရိမ်နေခဲ့တယ်။တင်မိုင်တို့ဒီတိုင်းနေလို့မဖြစ်တော့ဟိ။ငါသမီးလေးအတွက်ငါကြိုပြင်စင်မှဖြစ်တော်မယ်။တုံးကဘလို့များလှုပ်ချင်လို့လဲ။ငါသမီးဆုံးမမဟုတ်ဘူးဆိုတာတက်တီပြပေးနိုင်သူစီကိုတွားရတော့မှာပဲကွာ။ဘသူကမှလဲတောင်ထုံးရွာဖွားမယ်စင်စီတွားရမှာပေါ့။ငါတော်နေပဲသားငယ်လှမောင်ခေါ်ပြီးတွားမယ်ကွာ။မင်းနဲ့မင်းသားကြီးလာကြွားတေချာဆောက်ရှောက်ပေးထားစမ်းကွာ။ စိတ်ချပါတော့ကျုပ်တို့တိချာဆောက်ရှောက်ပါပါထို့သောဖြင့်တကြီးဦးတိုက်သည်တားဖြစ်သူလှမောင်ခေါ်ပြီးတောင်ထွန်းရွာသို့နွားလဲဖြစ်ထွက်လာခဲ့တော်တယ်တောင်ထွန်းရွာ၌မောင်တို့တယောက်တချူကိုကင်ပြီးမကြီးပင်ကန်ကိုချိတ်ကာလှုပ်ရှားနေခဲ့တယ်ကောင်မလေးတွေကောင်းမွန်ကြမယ်နော်ရှင်ညိုနန်းကြိုင်နဲ့ပေါ့စာမာတို့ကမောင်တို့လှုပ်ချရာမှကြလာတဲ့မကြီးသီးမဲတို့ကိုကောက်ယူနေကြတယ်လှုပ်မှလှုပ်ပါတော့မကြီးသီးကောင်းမွန်ကြခဲလုံးကြမှာမဟုတ်တာလို့ ပေါ့ဆောင်မနဲ့အပြိုင်ကောက်နေတဲ့နန်းချန်ရပြောလေအမလီတော့တေပါပြီအလှလာ နားလိုက်တာတော့ခေါင်းတတဲကျလာရဲ့မကြည့်သည့်မဲ့ကြောင့်နန်းချန်အော်လေဒိုကမောင်တိုးနဲ့ရှင်ညိုတို့ကသဘောကျစွာတဟဟရေးကြတယ်မှတ်ပလားအဲ့ဒါကြောင့်မကောက်ကြပါနဲ့လို့ပြောတာဟဲ့မကြည့်သည့်မဲ့လေကောက်ခိုင်းပါတယ်ဘာအီစုညံနေကြရလဲဒီမှာအကြီးသမီးလေမကြည့်သည့်ကောင်းမော်ကြလို့တဲ့အော်နေလိုက်တာများဗျာဖြစ်ရမယ်ဒီကလေးက ရှင်ညိုတို့ကခြံနောက်ဖက်ရှိမကြီးပင်၌မကြီးသီးမဲ့ကောက်နေကြခြင်းဖြစ်တယ်။ဒုံဝင်းကမကြီးသီးမဲ့နဲ့ငရဲချောက်ဆက်ဆက်လေးချက်ကျွေးမိဆို၍မောင်တို့ကပါလာကူပီးနေခြင်းဖြစ်တယ်။ကိုကြီးတို့တို့များနော်ဟင်းစားရမယ်ဆိုနှကားမခေါ်ရအောင်။ဗါလေမိုင်းခင်ကချက်မကျွေးလို့လား။မဟုတ်ပါဘူးရှင်ညိုရ။နေမှာချက်ကျွေးပါရဲ့။ဒီကနေ့မှသူတို့လည်းကဝင်ငွေထွက်ငွေတွေစီရင်လုပ်ပေးရမှာမို့သူ့အမေရင်သွားတယ်ဟ။ငါလဲအားနေရနဲ့လာကူတာပါနော်။ဟင်းစားခြင်းလို့မဟုတ်ပါဘူး။ဒါဆိုမစားဘူးပေါ့။ ။စားမှာပေါ့။မောင်တို့စကားကြောင့်ရှင်ညိုတို့တွေရဲကြပြန်တယ်။ဒီမောင်နှမအိနာနီကပါဇက်ကိုမပိတ်ရ။ကဲကဲမကြီးသီးမဲ့ရတဲ့လောက်လာပေးကြအောင်။ရှင်ညိုတို့လည်းကောက်ယူထားရင်မကြီးသီးမြောင်းတုံဝင်းထန်သွားပေးကြိုင်။မကြီးသီးကောက်တာပြီးသွားလေရော့။ဟိုကလေးတွေမောနေကြရင်မလား။ဒီမှာလက်ဖက်တော့ရှိတယ်။လာစားချေကြအောင်လို့ဖွားမေစင်ကလမ်းခေါ်လေရော့။ကိုပြေခင်စီရောက်လာကြလက်ဖက်လေးစားအကျန်းကြီးလေးတောက်ဖြင့်အမောဖြင်းနေကြတိုင်းဖွားရေးဖွာ ဒီမှာစလင်းရွာတကြီးဦးတိုက်တို့အတူပါလာရဲ့ဗျဟောကိုရင်းအောင်မယ်တကြီးဦးတိုက်နဲ့လောက်မော်လဲပါလာတာပဲဗျအဲ့တဲ့များမြင်တော့ရှင်ညုံနဲ့နန်းဆိုင်တို့ဟာကုတ်ပြစ်ပေါ်မှာနေရာဖယ်ပြီးကြတယ်မောင်တို့နဲ့မောင်ကလည်းထန်းလက်ခုံတိုင်းထိုင်ကြတယ်ကုတ်ပြစ်ပေါ်ဝင်ထိုင်တဲ့တကြီးဦးတိုက်နဲ့လောက်မော်တို့သားဖားရဲ့မျက်နာများကိုဖောင်းမိန်စင်ကအငဲခတ်လေမျက်နာရည်လည်းမကောင်းကြပါလားဘာရင်များဖြစ်လာကြလို့လဲလို့ဖောင်းမိန်စင်ကမိတော့တကြီးဦးတိုက်ကတပြင်းချတယ် အမေကျုပ်တို့အိမ်တော့စိတ်မချမ်းသာစရာကြီးပါပဲဗျာဘလို့မှမတက်နိုင်တဲ့အဆုံးအမေကြီးစီကိုလာခဲ့ရတာပါဟေးဘလို့များဖြစ်တာလဲမောင်ရင်ရဲ့တကြီးဦးတိုက်ကလည်းစားသူချင်းနဲ့တင်းမောင်တို့ရဲ့ကိစ္စများမှစပြီးယခုဖြစ်ပြနေသည့်အထိမထိန်မချမ်းပဲအကုန်ပြောပြဆိုင်အခုဆိုကျုပ်သားအကြီးလင်းများလဲကွဲကြတော့မလို့လို့ပါပဲသမီးကြီးကမကြမ်းပါဟောဟိုအမိုက်မှာတော့သူ့ကံပေါ့ဗျာကျုပ်အခုဆိုရင်ကရွာလူရင်းရမ်းပြ ကျုပ်သမီးစောင်းသစဉ်ကိုဆုံးမလို့ထင်ပြီးရံပြုတ်လာကြမှာ ਉਹ ပဲကျုပ်ကစိုးရိမ်နေရအေးကွယ်ကြားရတာပြင်စိတ်မကောင်းလိုက်တာမောင်ရင်ရယ်ဖောင်းမိန်စင်တင်မက ရှင်ညိုတို့ပါစိတ်မကောင်းဖြစ်နေကြတယ်မအောင်ကတော့စောင်းသစဉ်မျက်နာကိုမြင်ရရင်တပြင်းတာချနေရှာအမေကူညီမဖြစ်တော့မယ်ဗျာကျုပ်မိသားစုကူညီပေးပါအောင်အမေကြီးရယ်တကြီးဦးတိုက်ကဖောင်းမိန်စင်ကိုအကူအညီတောင်းရှာရင်ဖောင်းမိန်စင်ကလည်းမငင်းဆန်ပဲကူညီပေးမိလို့ပြောလေရယ် ကျေးဇူးတင်ပါအမေကြီးရေကျုပ်အခုမှပဲစိတ်ပေါ်ပါတော့ရေဗျာကဲတကြီးစိတ်ပေါ်ပြီးပေါ်ပါသွားကျုပ်ချက်ထားမကြီးသီးမဲ့နဲ့ချက်ထားတဲ့ငရဲ့60ဆက်လေးကိုစားတော့အောင်နော်ဘလို့လဲစားမယ်မဟုတ်လားစားရမှာပေါ့ငါနှမရေတော်ဝီကသူ့ချက်ထားရဲ့ငရဲ့60ဆက်ဆက်လေးနဲ့တို့စရာတခွားသီးများတမာရွက်ပြုံများအပြင်အရေးတော့အဖြစ်ပဲကြီးစုပုံဟင်းချူတို့ဖြစ်ဧကန်လေးတကြီးတို့သားဖားနဲ့အတူဖားမယ်စရာလေးထမင်းအတူဝင်းစားလေးရဲ့ တကြီးတို့စားပြီးလေမှမောင်တို့မအောင်နဲ့ရှင်ညိုတို့ညီမမိဖို့ရဲရှိထမင်းဝိုင်း၌အတူဝိုင်းဖွဲ့ရစားကြပြန်နေစားလို့ကောင်းလိုက်တာကွာဘိုက်ကိုတင်းကနေရောပဲအကြီးတို့တော်ထမင်းကြံရလားမသိပါဘူးကွာမောင်တို့တော့အစားကြီးချက်ဟဲ့ကြံအောင်ပါပါကိုကြီးအောင်ရဲ့အကြီးထမင်းကြံတယ်မလားမကြံလဲထမချက်နေပြာကျုပ်အရသွားခုပေးမယ်ကြံပါသေးရဲ့ဟဲ့နေထက်စားကြင်စားတော့အမလီတော်တော်ကျုပ်ပိုက်ကြီးတင်းကနေပြီဗျအေးလေနေဆိုရလဲဘိုက်တင်းမှာအစားရက်တာမလား အကြီးကလည်းဗျကျုပ်ဆိုပြောမယ်ဆိုတာကြီးပဲကျုပ်ကအကြီးလက်ရာကောင်းလို့စားတာပါဗျာထက်တောင်ချက်ကျွေးကြလာပြီနော်အပြုတ်ကတော့အချောသားပဲဟဲ့ထန်းလက်ခုံတိုင်းထိုင်နေတဲ့မောင်တို့ကိုဒေါ်ဝင်းကစားနောင်နေခဲ့တယ်ဟိုကလေးတွေပြီးရင်ဆက်လင်းရွာသွားရမယ်နော် ထိုင်မနေကြနဲ့ပြင်စရာရှိရာသွားပြင်ကြတော့အေးဟုတ်သားဗျာကဲလှမော်ဒိုးနယ်လိုက်ခင်မလားပြီးမှတခါလေးပြန်လာကြပါပေါ့လိုက်မယ်လေဗျာမောင်တို့နဲ့မောင်ကလှမော်ကိုသူတို့နဲ့အတူခေါ်သွားတော့တယ် ဘွားမင်စိန်နဲ့ရှင်ညိုကလည်းပြင်စရာရှိသည်များပြင်ဆင်နေကြ၍တကြီးဦးတိုက်မှာတော်ဝင်းနဲ့သာထိုင်စကားပြောနေခဲ့တယ်။အတော်လေးကြာလာတော့မောင်တို့မောင်းလာတဲ့လှဲနဲ့သုံးယောက်သာပြန်ရောက်လာခဲ့တယ်။ကျို့တို့ရောက်ပြီဖွားရေအိမ်တွေတိချာပြောခဲ့ရဲ့လားကွ။ကျုံမင်းမသူ့မိအိမ်ကိုသွားနေလို့ကျုံအမေကိုပဲမှားထားခဲ့တယ်ဗျ။အေးအေးအေးမအောင်ကောမိဘတွေတေချာပြောခဲ့လား။ပြောခဲ့ပါရဲ့ဖွားရဲ့။ကဲဒီလိုဆိုမိဝင်အမေတို့သွားအောင်မယ်အေး။ ညီတို့သားမိအိမ်လည်းမနေကြနဲ့။ခြံနောက်ဘက်ကအပင်တွေကြက်တွေရက်ထိုင်းညီတို့ကြုတ်အကြောင်းအတိပဲ။ဟုတ်ကဲ့ပါမေရဲ့။ကြုတ်တို့အိမ်မှာပဲနေမှာပါ။အမေအပင်တွေမထိသရောစိတ်ချ။အေးအေးအေး။ထို့သောဖြင့်ဖောမေချင်းတို့သည်မောင်တို့မောင်းနဲ့လှည့်ဖြင့်ဆလင်းရွာသို့လိုက်ပါလာခဲ့ကြ။ဇလန်လီကိုဆက်လက်တင်ပြပေးမှာဖြစ်တာကြောင့်အပိကြပါအောင်လို့ပြောပြစီရှိ။နားစီအပိခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။